မင်္ဂလာပါနော်နယူမီသားစုပေါင်းတို့ကြီးနယူဖက်မီချန်နယ်လေးကနေလည်းကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှလည်းဆရာခင်ဆောင်ရေးသားထားသောတဝေနှင်းစီဝတ္ထုကို အခန်းသုံးအနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖျက်ပြပေးသွားမှာဖြစ်ပါရရှင်တဝေနှင်းစီ အခန်းသုံးအမျိုးသမီး9ဦးအမျိုးသား2ဦးကလေး2ဦးစုစုပေါင်း11ဦး မင်းတို့ကိုနောက်ဆုံးအခွင့်ရေးပေးမယ်။ကြော်တင်တို့ရဲ့ဌာနချုပ်စခန်းနေရာကိုတည်တဲ့သူငါတို့မတက်ဘူး။မြို့ပေါ်ခေါ်သွားပြီးတော့တရားစွဲမယ်။အနည်းဆုံးထောင်နှစ်နှစ်ကြာပြီးရင်ပြန်လွတ်ပေးမယ်။မဟုတ်ရင်တော့မြို့ပေါ်မှာကွန်မြူနတီမရှာဘူး။တော်ရဲကကွန်မြူနတီတွေမြို့ပေါ်ခေါ်လာစရာမလိုအပ်ဘူး။တော်ရဲကကိစ္စကိုတော်ရဲမှာရှင်းခဲ့ဆိုတဲ့အမိန်ကိုအထက်ကနေငါတို့ရထားပြီးသားပဲမင်းတို့ဟာမင်းတို့စင်စာ မိုးကအင်ကြီးအစင်းရောင်ကိုခြုံထားပြီးပကုံးပေါ်တွင်ဘာတုံချောင်းတင်ထားသည့်ဘူကြီးဆိုမင်းကဝါကလထိုင်တခုပေါ်တွင်ထိုင်နေမှပြောလိုက်သည်ကျင်းနှုတ်ခမ်းမှယောက်ျားမိန်းမကလေးများပါဝင်သည့်လူဆက်တယောက်မှတုံတုံများမလုပ်ကြကလေးငယ်နှစ်ဦးမှကြောက်လွန်းသဖြင့်တုံရင်နေ၏ရဲဘော်အမျိုးသမီးငယ်တဦးမှတန်ရာကြောင့်ကြာကြာဒူမထောင်နိုင်ပင်ဘေးသို့ခွေလဲကျသွားသည်ဘိုးကြီးဆိုမင်းက နားရှိစစ်သားတယောက်အားအချက်ပြလိုက်သည်စစ်သားကရဲဘော်အမျိုးသမီးငယ်ဤကြော်ကုန်းကိုလှန်စွဖြင့်ထောင်းလိုက်၏ထစံပြန်ထအမျိုးသမီးမှာဒဏ်ရာကြောင့်ရုတ်တရက်ပြန်မထနိုင်ဇွလန်စုကအမျိုးသမီးငယ်ဤလေပင်ထဲသို့တက်ဆုံမြုပ်ဝင်သွားသည်အမျိုးသမီးမှာ နာကျင်မှုကြောင့်လဲကျနေသည့်ကြားမှလေကို အငဲမရရှူနေရသဖြင့် လယ်မင်းမသွေများကပွက်ခနေပွက်ခနေတခွိခွိဖြင့်နာကျင်စွာညညူရင်းစက္ကန့်ပိုင်းအတွင်းငြိမ်သက်သွား၏။နဘီကလျမခလိငယ်နှူထံမှကြောင်လန်တကြားငိုတံများလဲထွက်လာသည်။စစ်ခွေးရီနင်တို့တော်လောက်ပြီ။ရီးရီးအတန်ကထင်မမထားလောက်အောင်မာထန်နေ၏။နဘီမှာ တမက်ကကောင်းဆောင်မသိန်းတင်နဲ့မမြင်မြင်ပင်ရီရီကိုကြောင်ပြီးကြည်လိုက်ကြသည်ဘိုးကြီးဆိုမင်းကမိုးကအင်ကြီးကိုချုပ်ကားမတန်ရက်လိုက်သည် ထို့နောက်ရီရီရှိရာသို့လျှောက်လာ၏ဆေပင်ကိုဆောင်ဆွဲကာခေါင်းကိုမော်ခိုင်းလိုက်သည်ကောင်းမနင့်နာမည်ပြောစမ်းငါနာမည်ရီရီငါကတဝဲအမျိုးသမီးတမက်ကရဲ့ခေါင်းဆောင်မင်း ငါ့မှာပဲတာဝန်ရှိတယ်။တခြားသူတွေမှာတာဝန်မရှိဘူး။တက်ချင်ရင်ငါ့ကိုပဲတက်။အဟောဟောဟော။ကောင်းဆောင်မကြီးပေါ့။ပြော။ကြောတင့်စကန်ဘဲမလဲ။နင်တိကိုတည်တယ်။အခုပြော။ကြောတင့်မဟုတ်ဘူး။ဘုံမှုကြောတင့်။ဘုံမှုကြောတင့်လို့ခေါ်ဟဲ့။ဖီး။ ပိုးကြီးဆိုမင်းကခါကြမတနက်ကိုထုတ်ခါဟီဟီနဘေးမှာတန်ရာရနေတော့တမကကောင်ဆောင်မမြင်မြင်ဤနှစ်တင်ကိုတေးပြလိုက်သည်မမြင်မြင်မှာသူရိုက်တဲ့တွင်ပုံရသားငိုတန်များ အော်တန်များပုံမှုဆူညံသွားကြသည်မပြောဘူးငါလေးတမကကောင်ဆောင်မင်းနင်တို့မိသားတွေကိုဘာတခုမှငါတို့မပြောဘူးမမမြင်ဤအလောင်းဘေးတွင်ဒူးထောက်ထိုင်နေရသောမသိန်တင်ကအန်ဂျိတ်ခါပြောလိုက်သည် ပိုကြီးဆိုမင်းကအန်ကိုခက်တင်တင်ကျိန်လိုက်၏စာချင်းပေါ်တာရီကိုပြန်ခိုင်းလိုက်တော့တက်ချက်ကြီးကကလန်လန်တွင် ထိုင်နေကြသောအထံသမားအဖြစ်အတင်းချက်ခေါ်လာသည့်ကျေးရွာသားများစီသို့လျှောက်သွားသည်အာလုံကိုရွာကိုပြန်လို့ရပြီဒီကကိစ္စတွေကိုဟိုပြောဒီပြောလျှောက်ပြောတာမလို့ခြင်းမို့နော်ငါတို့ပြန်ကြရင်ရွာကိုပါမိတိုက်ပြစ်မယ်အထံသမားများကခတ်တုတ်တုတ်ပင်ထွက်သွားကြ၏မောင်မြင့် င်းတို့ဝါခုတ်တဲ့တက်ရှိတွေကိုအတင်းထုတ်လာခဲ့စမ်းဘူကြီးဆိုမိအမိန်တန်ကိုကြောခိုင်းသွားပြီဖြစ်သောအထံသမားများက ကြားပြင်းအောင်ကြားလိုက်ကြရသည်စကားဆုံးတွင် ကိုမောင်ကျောင်း၏အတန်းကတိမ်ဝင်သွား၏ငှက်ဖြားယောကကြောင့်ဟိုတကွဲတီတကွဲဖြစ်နေသော စပင်းစာလီများကိုလက်ဖြင့်တတ်တင်ကရင်းနှွေးချမ်းခွက်ကိုလှမ်းယူလိုက်သည်ជីជីဆွေကရင်းနှွေးခရကိုယူကသူ့ဘက်သို့ကံပေးလိုက်၏ ူတို့ဘာဖြစ်သွားလဲသူတို့ဘာဖြစ်သွားလဲကိုမောင်ကျောက်ကသူ့ဘေးနားတွင် ထိုင်နေကြသော ဝင်းဝရွာသားများကိုကြည့်လိုက်သည်ဝင်းဝရွာမှာတည့်ချောင်းမျိုးနဲ့တောင်ပိုင်းတဝဲမြေကားလန်းပေါ်တွင်တည်ရှိသောရွာတရွာဖြစ်သည်ရွာသားများကခေါင်းငုံသူငုံမျက်နှာလွှဲသူလွှဲသွားကြ၏သူတို့အားလုံးကိုတက်ပြစ်လိုက်ကြတာလားပြောပါပြောစမ်းပါရှင်ကြည်ကြည်ဆွေဤအတန်က ရှုံတရေတင်းမသွားသည်တို့ဒီလောက်ပဲပြောပြနိုင်တယ်မင်းကလေးငါတို့ကိုနားလေပြပါအဲ့ဒီတုန်းကငါတို့လေသူတို့ကအတင်းအဓမ္မပေါ်တာဆွဲတို့လိုက်သွားတာပါဒီလောက်ပဲပြောလို့ရပါတယ်ငါလဲယောဂတဲနေတော့စီးစရာစီတွားရအောင်မယ်ကိုမောင်ကြောက်ကထာရန်ဟန်ပြင်းသည် သူ့ဇနီးဖြစ်သူကချီချီဆွေကိုတစ်ချက်ကြည့်လိုက်ပြီးနောက်ခင်မုန်းတဲ့ကိုတွေ့ထူလိုက်၏ကိုမောင်ကျောင်းအိမ်ထဲတွင်ထိုင်နေသောရွာသားများကလည်းတယောက်ပြီးတယောက်ထထွက်သွားကြသည်မိန်ကလေးဒီချိန်ကြီးတော့တရချောင်းကိုမင်းတယောက်တည်းပြန်လို့မဖြစ်တော့ဘူးဒီနေ့မြေအချိန်လေးလဲမင်းသိတဲ့အတိုင်းပဲရွာဖုန်ကြီးကျောင်းဝန်းတောင်ဘက်မှာသီလာရှင်ကြီးဒေါ်သူဝေရီရဲ့တဲရှိတယ်သူ့စီမှာတညအိပ်ဖို့ငါတို့စီစဉ်ပေးမယ် ကိုမောင်ကျောင်းဤဇနီးကဆိုသည် ဝင်းဝါရွာနှင့် မြို့နယ်ရုံဆိုင်ရာတရေချောင်းမှာမိုင်20ကျော်ခရီးယခုအချိန်တအူတဲ့ခရီးသွားရန်မိတို့မှမတင်တော့ရပါတယ်ကျမမော်တော်ဆိုင်ကပါတာပဲပြန်လို့ရပါတယ်နောက်ရက်လဲမင်းတက်တိန်ကုန်းဘက်ကို ကျမသွားရအောင်ပါជីជីဆွေကကိုမောင်ကျောင်းအားနှုတ်ဆက်ခါခြံဝင်းပြင်ပါတွင်ရထားသော BSA cycle ထံသို့ လမ်းလောင်ကဲလိုက်သည်ဆိုင်ကယ်ပေါ်သို့ခွာတက်ပြီးဆန်နိုးရင်ပြင်လိုက်စဉ်သူမ၏ရှိသူဝါခမောက်ဆောင်ထားသော လူတယောက်မတက်လာရသည်ထိုသူက လွယ်အိတ်တဲသို့ လက်ကိုနိုင်တာ၏ခမည်းဘယ်သူလဲဘယ်ရလာတာလဲဘယ်သူလွတ်လိုက်တာလဲជីជីဆွေက ထိုသူကိုသိချဆိုင်ကြည့်လိုက်သည်ဝါခမောက်ပြန်ကြဲကြဲကိုဆောင်းထားသည်ဖြင့်မျက်နှာကိုတေချာမမြင်ရ သူမနှင့်အသက်မတိမ်မရင်လူလက်ပိုင်းတို့ဟုခံမမ်းမိသည်ကြည်ကြည်ဆွေကသူမ၏ကြောဖို့အိတ်ဘေးအိတ်ကတ်တွင်ဆောင်ထားသောစစ်တုံးတမြောင်ကို နောက်ပြန်ဆန်းကအသင်အနေရထားနေလိုက်သည်ရှင်ကဘာလုပ်လဲဘာကိစ္စကျွန်မကိုမင်းနေရတာလဲလွန်ခဲ့တဲ့၃နှစ်ကဖြစ်သွားတဲ့ကိစ္စတခုကိုခမရဘာလို့အသေးအံသိချင်နေရတာလဲအကြောင်းရင်းကိုတေချာသိရရင်ကျွန်တော်မှအဖြစ်ရှိလို့မင်းနေရတာ ရှင်မသူလေးသာကျွန်မကိုအရင်ပြောပါကျွန်တော်ကခမသိချင်နေတဲ့မိကုံးတချို့ကိုပြေးမနိုင်မဲ့လူပါဒါပေမဲ့ခမဘယ်သူဆိုတာကိုကျုပ်သိရမှဒီမိကုံးတွေကိုပြေးနိုင်မယ်ကျွန်မတဝဲအမျိုးသမီးတမက်ကကောင်းဆောင်မရည်ရည်ရဲ့ညမကြည်ကြည်ပဲခမရဲ့လီတန်ကတဝဲသူထက်ကံဗမာလူမျိုးတန်ဘက်ကို ပို့ပေါက်နေပါလားကျမငငယ်ကလေးက အဖေနဲ့ရန်ကုန်မှာကြံခဲ့တာမရှိရီက အမေနဲ့တဝဲကိုပါလာခဲ့တာအခုလဲကျမအမနဲ့သူ့သမီးလေးအကြောင်းကိုလာဆောင်စမ်းတာဟုတ်ပြီဒါဆိုရင်တော့ခမ ्याओं ခုနကသူတို့အကြံပေးတဲ့အတိုင်းဘုံကြီးကြောင်းသားကတီလာရှင်ကြီးတဲเจ้าကိုသွားပြီးအဲ့ဒီမှာစောင့်နေလိုက်ပါ ကျွန်တော်လိုက်လာခဲ့မယ်ခမ ्याओं ဒီကျွန်တော်တွေအတွက်ကျွန်တော်တို့မှာဖြည့်ရှိတယ်ဒီလိုမှမဟုတ်ဘဲ တင်းချောင်းမဲ့ကိုပြန်လာနဲ့လမ်းမှာမင်းအသက်အန္တရာယ်ကိုငါတို့ကအာမမခံနိုင်ဘူးထိုသူကစကားဆုံးသည်နှင့်လှည့်ထွက်သွား၏ပြန်ပြန်ပြူပြူခြံဝင်းကလေးအနောက်ဘက်မှဝါဒဲကလေးတဲကလေးအတွင်မိခွက်မိဖြင့်ထွန်ထားနှင်းပြီးជីជីဆွေဤဆိုင်ကယ်ဆက်တန်းကြောင့်တဲတွင်မှသီလာရှင်အိုကြီးတစ်ပါးထွက်လာသည်ဟဲ့ဘယ်သူများလဲအနေရောက်ဆွဲတာလဲရှင် Carefree Pants ပေါင်းမီကာကီယောင်တို့ကိုလိုက်ဖက်ညီစွာဝတ်ထားသည်။သွေလျားလျားခန္ဓာကိုယ်ပိုင်ရှင်မိန်ကလေးကခေါင်းပေါ်မှာဆိုင်ကဲအုတ်ထုတ်ကိုချွတ်လိုက်သည်။ဆရာလေးတော်သူရီလာဖေဟာအေးအော်ငါယောက်ျားလေးထင်နေတာမိန်ကလေးဖြစ်နေတာပဲ။ဘာကိစ္စများလဲ။တီလာရှင်ကြီးကမိခွက်ကိုလက်တစ်ဖက်မှာကရင်ကြည်ကြည်ဆွေးမျက်နှာကိုတေချာကြည့်လိုက်သည်။ တပည့်တော်မကိုမောင်ကျောက်တို့အိမ်ကိုလာတာပါညမိုးချုပ်သွားလို့ဩညအိတ်အဲ့တယ်ပဲလာလာလာ တကာမလေးတိလားရှင်ကြီးကတဖက်ရဲ့တဲကလေးအတွင်သို့ခေါ်သွားသည်တဲလေးဤဝါချမ်းပြင်တွင်ជីជីဆွေကထိုင်လိုက်၏ဒီလိုပဲခီးသွားမင်းကလေးများပိုင်းဘုံကြီးเจ้าမှာတဲဖို့ကလည်းမတင်တော့ကျုပ်ပဲလက်ခံပေးရတာပဲစားစရာတောက်စရာတော့ ကျုပ်ကညစာမစားလို့ငပြောသည်ပဲရှိပါ။ရပါတယ်ဆရာလေး။တပည့်တော်မအတွက်အထူးတွေမလိုအပ်ပါဘူး။အင်းဒကမာလေးမျက်နှာကိုတနေရာရာမှာမြင်ဘူးတလို့ပဲ။ဘေးအားများလဲ။တပည့်တော်တည့်အချောင်းအလာတာပါဗျာ။အေးအေးတည့်အချောင်းမယ်ဒီလိုမော်တော်ဆိုင်ကယ်ကြီးစီးတတ်တဲ့အမျိုးသမီးရှိတာကျုပ်ဖြင့်အခုမှသိတယ်။အံ့ပါရောလား။ ထိုအချိန်တွင်ချံဝါစီမှတစုံတရာဝင်လာသည်ခဏနော်သီလာရှင်ကြီးကချံဝါတို့ထွက်သွား၏ကြည်ကြည်ဆွေကလည်းအကဲခတ်လိုက်သည်အစောပိုင်းကသူမဆိုင်ကရှေ့တွင်လာရက်ခဲ့သူသီလာရှင်ကြီးရောတို့သူပါတဲပေါ်သို့တက်လာကြသည်သီလာရှင်ကြီးကမိခွက်ကိုယူကသူမမျက်နှာရှိသို့ ထိုးကြည့်လိုက်ပြန်သည်อืมဟုတ်တယ်မောင်ရင် ဒါကြောင့်သူ့ကိုငါမြင်ဘူးတလို့ပဲလို့ကြည်နေတာဆီယာမရီရီနဲ့ရုပ်ချင်းကအတော်ထူနေတာကို မော်ရင်ဆိုသူကជីជីဆွေးရှည်တဲ့တဲ့တွင်ဝင်းတိုင်းကခမောက်ကိုချွလိုက်သည် လိုင်းတွန်းစပီးရှိရှိများက မော်ရင်ဤပခုံးနှစ်ဖက်ပေါ်သို့ခွေခနေဝဲကြသွား၏တိုက်ပွဲတွေပြီးတော့ကျွန်တော်တို့ရဲဘော်တို့ချိုးကပြန်သွားပြီးအဲ့ဒီစကန်နီယာကိုတွားခဲ့ကြတယ် ြင်ကြီးတခြင်းထဲမှာစုမြုပ်ထားတဲ့အလောင်းဆယ်လောင်းကိုတွေ့ရတယ်။အာလုံကောင်းပြတ်တန်ခံထားရတယ်။ထိုနေရာတွင် မောင်ရင်အတန်ကတိမ်ဝင်သွားသည်။မောင်ရင်ကအသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်၏။ကျင်းထဲမှာတော့ယောက်ျားမိန်းမကလေးအလောင်းအစုံမင်းအာလုံကိုတယောက်ချင်းစီခွဲပြီးကျွန်တော်တို့တေချောင်းမြုပ်ပေးခဲ့တယ်။ပါတီအနေနဲ့ရောတမက်ကအနေနဲ့ပါအလေးနီပြူပြီးတော့အမိန့်စာပြန်ပေးခဲ့ပါဗျ။အဲ့ဒီအလောင်းတွေထဲမှာ မောင်ရင်ကစကားကိုခိတရန်လိုက်ပြန်သည်ခမောင်အမရဲဘော်မက်ရီရီပါတယ်ကျမမကို ရှင်ကားသီးလို့လားသီလာရှင်ကြီးကជីជីဆွေးနေပေတွင်ဝင်ထိုင်လိုက်သည်မင်းကလေးမင်းဘယ်ကဘယ်သူဆိုတာငါတို့မသိဘူးဒါပေမဲ့မင်းဟာကြဆုံသွားတဲ့ငါတို့ရဲဘော်မက်ရီရီရဲ့ညီမအရင်ဆိုတာကိုငါခံစားမိတယ် အဲ့ဒီစကန်းတိုက်ပွဲမှာငါရဲ့တူရီသောသားလေးလဲခေါင်းပြတ်အသက်ခံခဲ့ရတာပါပဲ။မောင်ရင်ဟာစကန်းထဲကနေငါကိုကယ်ထုတ်ပေးခဲ့တဲ့ရဲဘော်တူပါပဲ။သူမင်းအမကိုကောင်းကောင်းသိတယ်။ဒါဆိုဆရာလေးတို့ကငါတို့သိတယ်ဆိုတာတော့ပဲမင်းသိတာပါ။ကိုမသိတဲ့နာတွေကိုသိထားရင်မင်းအတွက်ရောငါတို့အတွက်ပါအန္တရာယ်ရှိတယ်။ ကဲမင်းတည်ကျင်နာကိုဆက်မင်းမိုးကြီးကျမတို့မလေးမိုးကြီးလေးရောအဲ့ဒီအသက်ခံရတဲ့အထဲမှာပါသွားလားမိုးကြီးလေးလွတ်သွားတယ်သူ့ကိုရဲဘော်မသွန်းစီကကဲထုတ်သွားနိုင်ခဲ့တယ်အခုမိုးကြီးပဲမလဲကျမတို့မလေးသူ့ကိုကျမပြန်လာခေါ်တာမောင်ရင်ကကောင်းကားလိုက်သည်ခမယာသူ့စီသွားဖို့ဆိုတာမဖြစ်နိုင်ဘူး ဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲသူကကျမရဲ့တူမအရင် ကျမရဲ့တူဦးသောမိသားစုဝင် ကျမအမကိုစားသူ့ကိုပြုစုဆောင်ရှောက်ပေးဖို့ကျမမှာတာဝန်ရှိတယ်အခုစစ်တပ်ရဲ့ထိုးစစ်တွေမကြခင်လာတော့မှာအဲ့ဒီပဲစကန်းတွေကိုလည်းလုံခြုံရေးတင်းကျပ်ထားတယ်မိန်းကလေးတယောက်တည်းသွားဖို့ဆိုတာကျမရအောင်သွားမယ်မိုးကြီးပဲမှရှိတယ်ဆိုတာသာပြောခမ ्या ကိုကျွန်တော်တို့ကဘလောက်ယုံကြည်ရမလဲဒီလောက်သိရရင် တော်ရော့ပေါ့ ကြည်ကြည်ဆွေကရုတ်တရက်သူမ၏ကြောပုတ်အိတ်ထဲမှစစ်တုံးတမြောင်ကိုထုတ်လိုက်သည် ထို့နောက်ဒိုင်းနီယာမှခြေနောက်တစ်ချောင်းက ပြန်ထက်သွားပြီး မောင်ရင်ဤမေယိုကိုဖြောင်းကနေရုတ်တရက်မှာမောင်ရင်မှာရှောင်းချိန်ပင်မရလိုက်ဟန်ချက်ပြတ်သွားချိန်တွင် ကြည်ကြည်ဆွေက မောင်ရင်ဤကိုပေါ်သို့တက်ခွာလိုက်ပြီးလက်မျိုးကိုတမြောင်ဖြင့်ထောင်ထားလိုက်သည်ငါတို့မလေးပဲမလေးသူကငါ့သွေးသား"သူ့အတွက်ငါ့မှာတာဝန်ရှိတယ်"ပျော်စံ ငါတူမပင်မလဲမော်ရင်က သူမ၏မျက်လုံးများကိုမကြည့်သူမ၏ကြောပဲ့စီတို့သာ အကြီးရောင်နေ၏ကြည်ကြည်ဆွေကလက်ကြည့်ချင်းတွင်တီလာရှင်ကြီးလက်ထဲမှဒုတ်ကလီဘော်တွင်မြောက်တက်သွားသည်ဒုတ်မော်ရင်ရင်ဘတ်ပေါ်တို့ကြည်ကြည်ဆွေ ပုံလျက်သားလေးချသွားတော့၏ဟုတ်ကဲ့ပါရှင်ဆရာခေစောရေးသားထားသော တဝဲနှင်းစီဝိထုမှာအကန့်တုံးကို ဆက်လက်ပြီးတော့မျှဝေဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နောက်ဆင်ပြီးခဲ့ကြတဲ့ຫນွေဦးမိသားစုဝင်ဒုတိယခြံစည်တိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။ဆက်လက်ဖျက်ပြပြီးအခန်းစဉ်တွေကိုလည်းစောင့်မျှော်နောက်ဆင်ပြီးကြပါအောင်နော်။ຫນွေဦးမိသားစုများ အားလုံးလည်း BN တွေအပေါင်းမှာကင်းဝေးကြပါစေရှင်။